စာရေးဆရာຫນွယ်ရိုးရဲ့တောက်တဲ့ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ ကြည်လင်သောကောင်းကင်တွင်မိုးသားတိမ်လိပ်များဖုံးလွှမ်းလာကြသည်တိုက်ခတ်လာသောလေသည်အေးစိတ်နေပြီးຫນွယ်ဤအပူကိုမောင်းထုတ်လေတော့ဤချိန်ချိန်လိမ်စသောမိုးချုံတန်တို့ဖြင့်ຫນွယ်ဥတုအားစစ်ချင်ညာလိုက်လေတော့သည် ရင်းနောက်၎င်းသည်လောကကြီးပေါ်သို့မိုးဆက်များကိုဖြန်းပက်၍ထိုးစစ်ဆင်လေတော်၏စစ်ရှုံးသူຫນွေဥတုသည်စောက်ခွာပြေးလေတော်သည်မိုးဥကြသည်တကိုယ်လည်းမလာလေကိုအဖော်ခေါ်လာပြီးမိုးရောလေရောထစ်ချုံရွာသွန်းလေတော်၏ကြာသာပရိသာမိုးသည်မြေပြင်သို့ရောက်ရှိလာသည် ၎င်းသည်မြေပြင်သို့ရောက်ရှိလာသည်နှင့်၎င်း၏ဂျာတာပရိသအဖော်လေးဦးဖြစ်သောမြက်မိုမြင့်နှင့်ဖားတို့ကိုခေါ်ဆောင်လေတော့သည်မြက်ပင်များသည်စိမ့်လန်းစွာအစ်စ်ပေါက်လာကြတော့သည်မိုများသည် တငယ်ချင်းမိုးထံသို့ အလဲလာကြသည်ဝေယုံပင်တို့မှမြစ်ဆိုးတို့သည်လည်းခေါင်းပြူထွက်လာကြ၏ထို့အတူကိုရွှေဖားတို့သည်လည်းတငယ်ချင်းမိုးကို ကျေလောင်စွာအော်ဟစ်နှုတ်ဆက်ကြလေသည်ဤကြာသာပတိသာစုသည်မိုးလာလျင်ထွက်ပေါ်လာကြပြီးမိုးပြန်ပြောက်လျင်ပျောက်ွယ်သွားကြလေ၏တို့ရာတွင်မိုးနေသူထွက်ပေါ်လာ၍မိုးနေသူပြန်လဲပျောက်ဆုံးသောစနေသားတဦးလည်းရှိပေသည်စနေသားကအခြားမဟုတ်မိုးဦးကြသည်နှင့်ကျေလောင်စွာအော်ဟစ်နှုတ်ဆက်သောတောက်တဲ့ပင်ဖြစ်သည်ဖြစ်ပေတော့၏။မှန်မည်သည် တဖွဲဖွဲ ကြဆင်းနေသောမိုးနဲ့အတူတောက်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 တဲ့တောက်တဲ့ဆိုသော အတန်ကိုလည်းစတင်ကြားလီတော့သည် မိုးလေးကတဖွဲဖွဲ မြေတင်းတန်းကတလိုင်လိုင်းတောက်တဲ့တန်ကတဆာဆာဩလွမ်းမောပွဲနေတနေပါရကားကျွန်ုပ်သည်အကျန်းတိုးနှင့်စေးဘောလေးကိုခဲကာမိုးရွာတဲ့ငေးနေမိသည်ဘယ်သူလွမ်းလို့လွမ်းရမယ်မသိတကူတဲ့ ထိုင်ငင်းနေမိသည်ဆရာဆရာဟဲ့လခွန်းလက်အနာကွာအနီးရောက်မှကတ်အော်ရရလို့မြင်သိရမိုးရွာကြီးတဲ့ဘာတွေအရေးကြီးလာလို့လဲဟာမြင်သိသည်ခြုံလာတော့ပလတ်စတစ်ဆကိုကိုမဖြုတ်ပြီးဝင်ထိုင်သည်အရေးကြီးပြီလားဗျာထောကြောဗျာဆရာထောကြောဟာလှုပ်လာကြည်လားမြင်သိရလှုပ်ပါဦးတောက်တဲ့25ချက်သားပြင်း3900ရဲဗျာ အလေးချိန်မပြည့်လို့အရှိ78လက်မှရှိရင်လဲတိမ့်နေရတယ်ဗျဆရာ ခုရခုယူမတဲ့ဗျဟုတ်မှဟုတ်ရဲ့လားမြင့်သိန်းဟာနားရှိလို့သာကြားရပါတယ်တောက်တဲ့တကောင်ကိုတိမ့်ရချီရတာလေလားဟာဟုတ်ပဲဆရာကြီးအဟုတ်ပဲပြုမန္တလေးကကိုနှန်းဝင်းကိုယ်တိုင်အမှားရှိတယ်ဆိုပဲဗျဟာအဲ့လို့ဆိုငါတို့ထောอยู่ဟာမိုးဦးကြတောက်တဲ့ထွက်ချိန်နဲ့အန်ကြိုက်ပဲလေ ဲ့ဒါကြောင့်ကျွန်တော်ဆရာစီအပြေးလာရတာဝေါ်ဆရာရဲ့ဒါနဲ့စိတ်သားပြေးမတယ်လားဟုတ်တယ်ဆရာအစိတ်သားပြေးမတယ်တကယ်လို့အစိတ်သားကောင်မရရင်ဆက်ရှင်လက်မအရှိရှိရင်လည်းရတယ်လို့ပြောတယ်ဆရာရဲ့ဆက်ရှင်လက်မတက်ရော့ရင်တော့မရဘူးလေဆရာဩအစိတ်သားပြေးအကောင်ရဲ့ဆက်ရှင်လက်မပြေးရဲ့နှမျိုးတွေကတမျိုးဝယ်တာဆိုပါတော့ဟုတ်တယ်ဆရာဘယ်နဲ့လဲဗျထွက်ချကြမလား ရလိုက်ရင်တော့ပြီးပြီပေါ့ဗျာ음လွယ်လွယ်တော့မလွယ်ဘူးမြင်တဲ့ရတောက်တဲ့ဟာအမြင်မှသာကြီးတာအလေးချိန်ဟာပေါ့ပေါ့လေးရဲ့လုံးလုံးမရှိဘူးရဲ့တော့မဟုတ်ဘူးကွငါပြောပြပါမယ်ငါတို့မြန်မာနိုင်ငံမှာတွေ့ရတဲ့တောက်တဲ့ဟာအရှိတအောင်အာရှနိုင်ငံတွေမှာသာရှိတယ်ကျန်နိုင်ငံတွေမှာမရှိဘူးကွအောက်ခံကမိโกပြရောင်နဲ့ အပေါ်မှာအဝါရောင်အနီရောင်လိမ္မော်ရောင် အပြောက်တွေနဲ့ပေါ့ကွာပတ်ဝန်းကျင်အနေထားကိုလိုက်ပြီးသူကအယောင်ဖြောလို့လည်းရတယ်အယောင်တောက်လို့လည်းရတယ်ကွာငါတို့နိုင်ငံကတောက်တဲ့ဟာကဘာပေါ်မှာဒုတိယအကြီးဆုံးတောက်တဲ့တွေပဲကွာကဘာပေါ်မှာအကြီးဆုံးတောက်တဲ့တွေကိုတော့ပြင်သစ်နိုင်ငံနယူကာလီဒိုနီးယားကျွန်းပေါ်မှာသာတွေ့ရတယ်ပြင်သစ်တောက်တဲ့တွေဟာအရှေ16လက်မှအထိရှိပြီးအလေးချိန်က 250ကရံကနေ900ကရံတိရှိကြတယ်ကွာ15ချက်သားကနေ30သားအထိဆိုပါတော့ကွာကိုခနာပေါ်မှာငါတို့နိုင်ငံအတောက်တဲ့လူအဆက်အပြောက်တွေနဲ့မဟုတ်ဘူးကွာအစင်းချောင်းတွေပဲပါတယ်အယောင်ကတော့မိခိုးပြရောင်ကြီးတွေပေါ့ငါတို့နိုင်ငံကတောက်တဲ့ကပြင်သစ်နိုင်ငံတောက်တဲ့ထက်ပိုပြီးရှည်တယ်အရှည်ဆုံးအကောင်16လက်မကနေလက်မ20အထိရှည်နိုင်တယ်ကွာ အများအားဖြင့်တော့73လက်မှ74လက်မှအကောင်တွေပဲ တွေ့ရများတယ်အလေးချိန်ကြတော့200ဂရမ်ကနေ400ဂရမ်တိရှိနိုင်တယ်မြန်မာလိုဆိုရင်တော့12ချက်သားကနေ24ချက်သားအထိပေါ့ကွာ25ချက်သားအကောင်ဆိုတာအတော်ရှားလိမ့်မယ်ကွာနစ်ချိုပြီးတော့အသက်ရှင်နေတဲ့အကောင်မျိုးဆိုရင်ဖြင့်ရှိနိုင်ပေမဲ့မလွယ်လာပါဘူးကွာအလေးချိန်12ချက်ကနေ18ချက်သားအတွင်းပဲ အတွေ့ရများတယ်ကွအရှိကတော့16လက်မလက်မ20အထိရှင်းနိုင်တာဆိုပေမဲ့ရှားပါစင်းရင်ဝင်မဲကွအထီးချင်းချင်းတိုက်ခိုက်တာဖြစ်စေမွေရီကြောင်ဖြစ်စေအမီးဟာခဏခဏပြက်တတ်တယ်ကွအမီးကပြက်ပြီးရင်ပြန်ပြန်ပေါက်ပေမဲ့မူလအမီးလို့ပုံမမှန်တော့ဘူးအဲ့ဒါကြောင့်အသက်အရွယ်ကြီးလာတဲ့ဆိုရင်တော့မှမူလအမီးမဟုတ်ရင်လက်မပြေဖို့ကမလွယ်ပြန်ဘူးကွ ။တခြားနိုင်ငံတွေမှာတော့တောက်တဲ့ကိုအိမ်မေးတရိစ္ဆာန်အဖြစ်မွေးကြတယ်။အဲ့လိုယူယူရရမွေးတဲ့တောက်တဲ့တွေမှသာ16လက်မကျော်တဲ့25ချက်သားအထက်ဆိုတာရှိနိုင်တာကွ။တို့နိုင်ငံမှာတော့တော်တဲ့တောင်ထဲမှာတဘာဝအတိုင်းကြီးွားကြတာဆိုတော့ဘေးအန္တရာယ်အမျိုးမျိုးနဲ့ရင်ဆိုင်ကြရတာကိုဒါကြောင့်ဇင်းလုံးကြောတကောင်တွေးဖို့ကအင်မတန်ရှားမယ်ကွ။နှုတ်ပေမဲ့ဈေးကလည်းအင်မတန်ကောင်းနေတာဆိုတော့အခြေအနေအရ ရှာရဖွေရတာပေါ့ကွာဟုတ်ဆရာဆရာပြောပါမယ်တောက်တဲ့အကြောင်းစုံစုံလင်လင်သိရတော့လေဗျာတို့နဲ့မိုးဦးကြရွဲတောက်တဲ့အော်တန်နဲ့အတူ၎င်းဤသတင်းစကားများသည်လဲတော်မီပမာပြန့်နှံ့သွားလေရာနိုင်ငံအဝန်းတွင်တောက်တဲ့ကို အသေးအတန်လိုက်ရှာကြတဲ့ကဲ့သို့ကျွန်ုပ်တို့နယ်အတွင်းတွင်လဲဘယ်နေရာတွားတွားလူစုစုတွေ့လျင်တောက်တဲ့အကြောင်းပြောဆိုနေကြခြင်းသာဖြစ်တော်၏ ျွန်ုပ်တို့ဆရာတစ်ဘက်နှစ်ယောက်တည်လဲရွာနီးချုပ်ဆက်ဖုန်ကြီးကျောင်းစာတင်ကျောင်းတောချိုတောချားမကျန်တစ်ခေါင်းရှိသောအပင်တို့အားလိုက်လံစောင့်ကြည့်လေးလာရလေတော့ဤကျွန်ုပ်တို့သည်ဘယ်တစ်ပင်တွင်ဘယ်တောက်တဲ့ဘလောက်သားကန်ရှိမည်အရှိဘလောက်ရှိမည်၎င်းသည်ဘယ်နှခွန်းအော်သည်စသည်ဖြင့်တတော်လုံးတတောင်လုံးရှိတောက်တဲ့အကုန်နီးပါးကို လေးလာကြည့်ရှုပြီးဖြစ်လေတော့ဤကျွန်ုပ်တို့သည် အလွန်ကြီးမားသောတောက်တဲ့ကြီးတစ်ကောင်ကိုအင်ဂျင်ခုံနှင့်နသာချောင်းအဆက်ရှိရှူဆောင်တွင်ပေါက်နေသောနှောပင်ကြီး၏တစ်ခေါက်ထဲ၌တွေ့ရှိထားလေသည်၎င်းအပင်သည်လွန်စွာမြင့်မားပြီးလုံးပတ်မှာ လူကြီးနှစ်ယောက်ဖက်ရှိသည် အပင်သည် လုံးချောကြီးဖြစ်ပြီး အပေါ်ပေတရာကျော်ဂိုင်းတဲ့၏အခေါင်းထဲတွင် တွေ့ရှိထားခြင်းဖြစ်၏တောက်တဲ့အားရှာဖွေရာတွင်ညအချိန်ရှာဖွေရလေသည် ၎င်းတို့သည်နေ့အချိန်များ၌တစ်ခေါင်းတွင်းတွင်နေကြပြီးညအချိန်များမှသာထွက်လာ၍အစာရှာခြင်းကျင့်ဖော်ရှာခြင်းတို့ကိုပြုလုပ်ကြသဖြင့်ညအချိန်တွင်အော်တန်ကြားထားသည့်နေရာများတွင်မီးထိုးရှာရသည်ထို့သို့ရှာပွေရာတွင်လည်းအဝေးမှမီးထိုးပြီးညရဲတောက်နေသည့်မျက်လုံးကိုသာကြည့်ထိုးရ၏တို့မှသာ၎င်းနေသောတစ်ကိုင်းတစ်ပင်ကိုတည်ရှိရလေသည် ပြီးမှအနီးသို့တပြေးပြေးကပ်ကာထိုးကြည့်ရ၏ထိုအခါ၎င်းတို့၏အရွယ်အစားနှင့်အရှိတို့ကိုမြင်ရလေသည်ညအခါတောက်တဲ့ထွက်ရှာသည့်အခါတချို့ကို မြေပေါ်တွင် တွေ့ရပြီးတချို့တောက်တဲ့များမှာမြေပေါ်သို့ဆင်းရန်အပင်အောက်ခြေသားတွင်စောက်ထိုးအနေထားဖြင့်တွေ့ရ၏ကျွန်ုပ်တွေ့ရှိသားသော အကောင်ကြီးမှာမြေပေါ်ဆင်းရန်အပင်အောက်ခြေတွင် တွေ့ရခြင်းဖြစ်၏ ကျွန်ုပ်တို့မီးထိုးသည်နှင့်အပင်တစ်ဖက်ပြေးကွယ်လိုက်ပြီးအပေါ်တို့တခါတည်းရောက်အောင်ပြေးလေတော့သည်အရွယ်စားမှာအလွန်တုတ်ခိုင်ကြီးမာပြီးလျင်တရောင်ခက်အရှိရှိမိဟုခံမှန်းရသည်တို့နှင့် ကျွန်ုပ်တို့ဆရာတစ်ဘက်နှစ်ယောက်သည် စိတ်ကူးရင်အိမ်မက်မက်ကြလေတော့ဤရောင်းပြီးလျင်ရွာတွင်ကားထောင်ပြီးလဲဝဲပြီးစသဖြင့်ယူတွတ်ကြလေတော့သည်ကျွန်ုပ်တို့သည် မိုးတွင်ကာလအလုတ်ပါသည်အလျောက် နေရောကြပါတော်တဲ့ဝင်၍တောက်တဲ့ဖြင့်သာအချိန်ကုန်ခဲ့လေရာတလခန့်ကြာမြင့်လာသောအခါအကြီးဝါအေးထံမှစံတည်င်းအကျွေးယူရခြင်းရွာလေကုံစုံဆိုင်မှ စီတပိတ်သာအကျွေးယူရခြင်းစသဖြင့်အိမ်တွင်ကြက်သေးလာတော့သည်ကျွန်ုပ်တို့ဆရာတစ်ပည့်သည်တော်တဲ့ဝင်သည့်အခါအပြန်တွင်မှုနှုတ်ခြင်းမြင့်ချိုးခြင်းစူးပုတ်ခူးခြင်းဖြင့်တကြောင်ဖားရှားငားရှား ငှက်ပြင့်ချင်းတို့ဖြင့်တသွဲရသမျှရှာဖွေလာပြီးအိမ်မဇနီးတဲ့ကို မျက်နာလှုပ်ရလေတော့သည် ထိုအတော်တွင်း၌တောက်တဲ့သည်လွန်စွာ ခစ်စားလျက်ရှိပေရာရွာမလူများသည်လည်းတရင်ကြားရာရက်ရွာများစီတို့ညာအိတ်တွားရောက်ကြပြီးလျင်တောက်တဲ့ကိုလိုက်ရှာကြလေတော့သည်နှုတ်တို့ဆရာတစ်ဘက်မှနသားချောင်းတောဆက်တွင် တွေ့ရှိထားသောတောက်တဲ့ကြီးဤတရင်ကို ရေငုံနှုတ်ပိတ်၍လျှို့ဝှက်ထားရ၏ ်မြည်မြပင်မိုးတဲထန်စီကမူကျွန်ုပ်တို့သည်နေ့စဉ်တောထဲသို့ဝင်၍တောက်တဲ့ကြီးအခြေအနေကိုတွားရောက်အ깨ခတ်ရသည်ထိုနီးနားတွင်လူတွေ့ပါကကျွန်ုပ်တို့တောက်တဲ့ကြီးကိုတွေ့သွားမှဆိုးသဖြင့်လိုက်လံကြည့်ရှုရပြန်သည်ညာအိတ်ချိန်၌ပင်ဖြောင်းတန်းစွာမအိတ်ဆက်နိုင်ပဲမိမိတို့တောက်တဲ့ကြီးအားတခြားသူတွေ့သွားလေမလားဟုတွေးပြီးပူပင်ရလေ၏နောက်နေ့တွင်ကျွန်ုပ်တို့သည် ထုံးစံအတိုင်းမင်းဆာကိုခတ်တုတ်တုတ်စား၍နသာချောင်းတောဆက်သို့ခြေကုံတုတ်လေသည်တောစီဖနှက်တို့တွင်ရွှေများကတ်သည်ဖြင့်လေးလံလာတော်လဲမနာမနေဆက်သွားကြလေသည်တို့နှင့်နှောပင်ကြီးစီရောက်သောအခါ အပင်ကြီးလဲလဲမနေသည်ကိုမြင်ရမှ စိတ်သက်သာရာရလေ၏ကျွန်ုပ်တို့သည် အပေါ်သို့လမ်းမျောကြည့်သောအခါဦးကောင်းကြီးထွက်နေသောတောက်တဲကိုမြင်ရလေသည် နဲတဲ့ကောင်ကြီးမဟုတ်ဘူးဟေ့25ချက်သားတော့ကြော်မာတာရှိတယ်ဒီတက်တော့မလျော့ဘူးကွအရှိကလည်း16မှ16လက်မအောင်ရော့မယ်မထင်ဘူးငါတို့တော့တချီတဲ့နဲ့တစ်သေးဖြစ်တော့မှာပဲဟုကျွန်ုပ်ကပြောတော့အခါမြင်သိက25ချက်သားလည်းပြည့်16လက်မလည်းပြည့်ဆိုရင်ဈေးကတော့အတော်ရမှာဆရာဟုထောက်ခံဤတောင်ရိုးစီမှမိုးသားတို့ညှို့တက်လာတော့လဲကျွန်ုပ်တို့ မပြန်ဖြစ်ကြပါတဏှာဤကအကြာ မိုးတဲတဲမဲမဲရွာမှကျွန်ုပ်တို့ပြန်ခဲ့ကြသည်ဤမြမိုးတဲလျင်မိမိတို့တစ်ပင်ကြီးစီတို့မိသူမမလာတော့ဟုတေချာသောကြောင့်ဖြစ်ပေသည်ကျွန်ုပ်တို့သည်အနာဂတ်ကိုသာ တွေး၍စိတ်ကူးရင်နေကြသဖြင့်အိမ်အခြေအနေကိုသတိမရပဲရှိနေကြရာအိမ်တွင်ဆလိတ်ဖိုးပင်မကြံအောင်ငွေပြက်လေတော့သည်ထိုအခါမှကျွန်ုပ်သည်မိမိတို့၏လောဘနှင့် တော်ထဲမှာတောက်တဲ့ကိုဥစ္စာ၆နေသောအဖြစ်ကိုတွေးမိပြီးယူးလေစွာဟု နောင်တရလေသည်ထုံညတွင် ကျွန်ုပ်သည်မိုးကာလအရေးပေါ်ငွေရှာနည်းဖြစ်သောဖားကောက်ခြင်းကိုပြုလုပ်ရလေသည်ရရှိလာသော ဖားများကို နောက်နေ့ရောင်းသောအခါငွေ6000ရသဖြင့်တော်တော်၏တို့နှင့် ကျွန်ုပ်သည် မြင့်သိန်းကိုခေါ်၍ဆရာတစ်ဘက်နှင့်ယောက်ပြိုးထုံးတဲ့အငားလိုက်ကြရသည် ညနေအလုံးသိန်းသောအခါမြင်သိန်းကဆရာတောက်တဲ့ကြီးသွားကြည့်အောင်မလားဟုမေး၏နေပါစီတော့ကွာအလုံးကလည်းပင်ပန်းတဲ့ကံပိုင်ရလိမ့်မယ်ကံမပိုင်မရဘူးပေါ့ကွာဟု ပြောလိုက်မှငြိမ်သွားလေသည်သူနှင့် ကျွန်ုပ်တို့သည် ထိုရက်များတွင်လေအလုံးများကို အငားလိုက်နေကြရသည်တနေ့သောနနက်ခင်းတွင် ကျွန်ုပ်သည် ထမင်းစားပြီးနောက်မလာမီလေတွင်ပြိုးထုံးတဲ့ရန်လွယ်အိတ်ကိုကောက်လွယ်နေစဉ် ဥရဖားရပြေးဝင်လာတော့မြင့်သိန်းကိုတွေ့လိုက်ရလေသည်အိမ်ထဲရောက်သည်နှင့်ဆရာကြီးကိုနန်းဝင်းတို့ရောက်နေပြီပြောဟုဝန်တာအားရပြောလေရာကျွန်ုပ်သည်လည်းဝန်တာ၍သွားလေသည်တို့နှင့်ဆရာတပည့်နှစ်ယောက်သည်ကိုနန်းဝင်းတဲခိုသောဥမြင့်တောင်းအိမ်သို့ထွက်လာခဲ့ကြပြီလေကိုနန်းဝင်းနှင့်တွေ့ဆုံကြလေသည် ကျွန်ုပ်တို့သည်တောထဲတွင်တွေ့ရှိထားသောကြီးမာလာသည့်တောက်တဲ့ကြီးအကြောင်းကို ပြောပြကြ၏ အလေးချိန်မှာ25ကျပ်သာအောက်ထက်ပြည့်မိအပြင်အရှိမာလဲ16လက်မှပြည့်မိဖြစ်ကြောင်းကိုပြောပြသောအခါကိုနန်းဝင်းသည်အာရသောမျက်နှာသားဖြင့်၎င်း၏မျက်လုံးများသည်အယောင်တစ်ဖက်ဖက်လက်နေတော်သည်ကျွန်ုပ်တို့ကအလေးချိန်အပြင်၎င်းအရှိအပြင်၎င်းအချက်နှစ်ချက်လုံးကိုက်ညီခဲ့ပါကမိမြပေးမိကိုဈေးရင်မေးကြရာကိုနန်းဝင်းကနှစ်ချက်လုံးကိုက်ညီရင်3900ပေးမယ်ဗျာ ငွေအတွက်မပူနဲ့ဟောဒီမှာဟူဆိုကခကြီးဆောင်အိတ်ထဲတွင်အပြည့်ထည့်လာသောငွေထုပ်ကိုဖြန့်ပြလေသည်ကျွန်ုပ်တို့သည်ဝမ်းသာစိတ်လှရှားစွာဖြင့်အိမ်တို့ပြန်ခဲ့ကြပြီလေနှစ်ယောက်ဆွဲလွှပစိန်စသည့်တိပင်လဲကရိယာများအပြင် အကောင်ကြီးအားဖမ်းပြီးလေအထီးခိုက်မရှိတည်ယူလာနိုင်စေရန်ကြိုတင်ရက်လှုပ်ထားသောနှစ်ပေခန့်အရှိရှိ ရှေမျောမျောချင်းလေးကိုယူကား တောပေါ်သို့တက်ခဲ့ကြလေတော့သည်ကျွန်တို့သည်အင်ဂျင်ခုံတောကိုကြော်ဖြတ်ခဲ့ကြပြီးနောက်နတာချောင်းတောဆက်ရှိုဆောင်တို့မြင်ရရန်ကုန်းလေးကိုတက်ရလေသည် ကျွန်တို့တောထဲမရောက်ဒီမှာ6ရက်ရှိပြီဖြစ်၍ကျွန်တို့အပင်ကြီးအားအခြားလူများလာလဲသွားပြီလားဟုစိုးတိတ်ထိတ်ဖြစ်တက်ခဲ့ရာ ကုန်းထဲရောက်၍ဗျိုင်းတူလမ်းကြည့်လိုက်သောအခါထီထီကြီးရှိနေသောနှောပင်ကြီးကိုမြင်ရမှာ စိတ်အေးရလေတော့ဤအပင်အောက်ရောက်၍အပေါ်သို့လမ်းကြည့်လိုက်ရာ အပြင်ထွက်နေသောတောက်တဲ့ကြီးသည် ကျွန်ုပ်တို့ကိုမြင်သဖြင့်ဝင်ပြေးလေတော့သည် ကျွန်ုပ်တို့သည်တစ်ပင်လဲကြသောအခါအကြသက်သာစေရန်ဝေယုံပင်များရှိရာဘက်မှတစ္ဆာခံ၍ခုတ်ကြလေသည်တယောက်တစ်လက်ခုတ်ကြရာမကြာမီတွင်ကြောဖက်အနေငယ်သာကြံတော့သည်ဖြစ်၍နောက်ကြောဖက်အပေါ်နားမှ လွှာဖြင့်စီးတိုက်ရလေသည် တချွတ်ချွတ်အတန်ကိုကြားရသည်နှင့်နောက်ဆုတ်ရသည်နှောပင်ကြီးသည်ဝေယုံပင်ကြီးပေါ်သို့ဝုန်းကနေလဲကြသည်နှင့်တပြိုင်နက်ကျွန်ုပ်တို့သည်တစ်ခေါင်းရှိရာတစ်ကိုင်းစီသို့အလင်းအမြန်ပြေးသွားပြီးတစ်ခေါင်းပေါက်ကိုတစ်ရွက်များဖြင့်ကြက်နေအောင်ဆို့ထားလိုက်၏ထို့နောက်တစ်ခေါင်းပေါက်နေရာကို အလဲဘိုထား၍ခုနှစ်ပေခန့်အရင်ဖြားကိုဖြတ်လိုက်ပြီးအဖျားဖက်အခေါင်းကိုတစ်ရွက်ဆို့၍ တစ်လုံးကိုပြောင်ရှင်းနေသောမြေပြန့်ရှိသည့်နေရာသို့ထမ်းခဲ့လေသည်ဖြဲ့၍ခြံထားခဲ့သောဂိုင်းအဖျားပိုင်းတဲကိုလည်းတေချာပြန်စစ်ရသည်ခြံထားသောဂိုင်းတွင်အခေါင်းပေါက်မှတပေခန့်သာကြံသဖြင့်စိတ်ချရပေတော့၏ကျွန်ုပ်တို့ထမ်းလာခဲ့သော တစ်ကိုင်းတဲတွင်တောက်တဲ့ကြီးပါလာခဲ့ပြီဖြစ်သည်တစ်ကိုင်းကိုခွဲစိတ်၍တောက်တဲ့ကိုဖမ်းယူရပေမည်ကျွန်ုပ်တို့သည် ဂိုင်းဖျားဘက်မှအခြေအနေကြည့်၍တထွာချင်းတပေချင်းဖြတ်ထုတ်ကြရာနောက်ဆုံးတွင်တစ်ကိုင်းသည်နှစ်ပေခန့်သာကြံတော့သည်တောက်တဲ့ကြီးသည်ညီရဲသောပါဇက်ကြီးကိုဖျဲ၍ရံမူနေတော့၏ဆက်လက်ပြီးခွဲစိတ်ဖြတ်တော့နေလျင်တောက်တဲ့ကြီးကိုထိမိပြီးတေမာစိုးရိမ်သည်ဖြင့်ကျွန်တို့သည်တစ်ခေါင်းနေရာနှစ်ခုကိုတေချာစွာပိတ်ဆို့၍တစ်ကိုင်းလိုက်ထမ်းပြန်ခဲ့ကြလေသည်ကျွန်တို့၏ခြေလမ်းများသည် လွန်စွာတက်ကြွ၍ကိုနန်းဝင်းခီးဆောင်အိတ်ထဲမှငွေများကိုသာ မြင်ရောက်နေတော့ဤကျွန်ုပ်ကကားဝယ်၍ပဲပြောင်းတင်းနံများကိုမြို့နှင့် ကူးချီတန်းချီရောင်းဝယ်ဖောက်ကားရန်ကြံစီဤအိမ်ကိုလည်းပြင်ဆောက်ရန်စိတ်ကူးဤရိုင်ဖယ်တနက်တလက်ကိုလည်းဝယ်ယူလိုဤမြင်သိလဲသူစိတ်သူနဲ့သူငြိမ်၍လိုက်လာသည်ရွာတို့ရောက်သောအခါကျွန်ုပ်တို့သည်တေကောင်းအဖျားတွင် ိတ်ညီကျဲကိုဆွတ်လိုက်ပြီးဝင်ပေါက်နေရာမှာဆေးရွက်ကြီးမီးရှို့၍မိုင်းတိုက်လိုက်ရာ အတန်ကြာပေခံနေသော တောက်တဲ့ကြီးသည် နောက်ဆုံးတွင်အိတ်ညီကျဲတဲသို့ဝင်ပြေးလေတော့သည်လာရောက်ကြည့်ရှိနေကြသော ရွာသားများသည်ကြီးမားလာသောတောက်တဲ့ကြီးကို ကြည့်ပြီးအံ့အားသင့်နေကြလေသည် အချို့က40သားရှိမည်ဟုမှန်းကြသည်တချို့ကမူ30သား35ကျက်သားဟု၍မှန်းဆနေကြတော့၏ ၎င်းတို့သည်ဤမြကြီးမားသောတောက်တဲ့ကြီးသည်မြည်သည့်နေရာတွင်မှမရှိဟုဆိုကြသည်ကျွန်ုပ်တို့သည်စိတ်လုံရှားစွာဖြင့်တောက်တဲ့အိတ်ကိုကင်ဆွဲလျက်ကိုနန်းဝင်းရှိရာစီသို့ထွက်လာခဲ့ကြရာတရွာလုံးနီးပါးလိုက်လာကြလေသည်ကိုနန်းဝင်းသည် တောက်တဲ့ကြီးကိုကြည့်ပြီးကျွန်တော်တလောက်ကြီးတဲ့အကောင်မမြင်ဘူးမမြင်ဘူးမတွေ့ဘူးသေးဘူးဟုပြောသည်၎င်းသည်ကျွမ်းကျင်စွာကင်တွယ်၍တိုင်းလျာ အရှိန်မှာ16လက်မခွဲသာရှိသည် ကျွန်ုပ်တို့သည်16လက်မမပြည့်တော်လဲ25ကျက်သားတော့ပြည့်ပြီလိမ့်မည်ဟုခံမှန်းထားသဖြင့်များစွာစိတ်မပြတ်မိချေတို့ရတွင်ချိန်တွယ်ကြည့်သောအခါ21ကျက်သားသာရှိလေသည်ကျွန်ုပ်တို့ဤမျော်လင့်ချက်အလင်းရောင်ကြီးသည်မှောင်အတိကျသွားလေတော့သည်ကျွန်ုပ်မှာမယုံကြည်နိုင်သဖြင့်အလေးများကို အမျိုးမျိုးပြောင်း၍ချိန်တော်လဲထူးမလာပေ ခဲလီသမျှတဲရည်ကြရပြီဖြစ်လေသည်ဤမြကြီးမားသော အကောင်ကြီးသည်20ချက်သားသာရှိလေ၏ကျွန်ုပ်တို့သည်ရင်ထဲတွင်နေနေသဖြင့်စကားမဆိုနိုင်ကြပဲတယောက်မျက်နှာတယောက်သာ ကြီးကြရလေသည်ကိုနှန်းဝင်းကအေးဗျာကျွန်တော်တွေ့ဘူးတာဒါအကြီးဆုံးပဲကျွန်တော်က25ချက်သားတော့ကြော်မထင်နေတာဟုအန်ဩစွာပြောသည်ကိုနှန်းဝင်းသည်အချိန်မပြည့်တော့လဲ၎င်းမွေးမြူထားရန် တသိန်းရလျင်ဝယ်ယူခြင်းကြောင့်ပြောသည်မြင်သိန်းအားလှမ်းကြည့်သောဆရာသဘောဟူသောအမူအရာဖြင့်မေးဆက်ပြ၏ထိုစဉ်တွင် နောက်နာစီမှကျွန်ုပ်၏ပေါင်ကို လာကုတ်နေသဖြင့်လှဲ့ကြည့်လိုက်ရာရွာထဲမှဥကြော်ဆိုးဖြစ်နေ၏၎င်းသည်ကျွန်ုပ်နာအသာကပ်၍ငါနှသိမ့်ပေးမယ်ဟု ပြောသဖြင့်ကျွန်ုပ်သည်လည်းကိုနန်းဝင်းအားမွေးရန်ဆန္ဒရှိသဖြင့်မယောင်းသေးသည့်အကြောင်းကို ပြော၍အိမ်သို့ပြန်ခဲ့သည် လမ်းတွင်ကျွန်ုပ်ကမြင့်တန်းဟာတဘာဝထဲတွင်တွေ့ရသောတောက်တဲ့များထဲတွင်ဤအကောင်သည် အကြီးဆုံးဖြစ်ကြောင်းဤမြကြီးသောအကောင်သည်23ချက်သားသာရှိလေရာ နောင်ကားတွင်တေဒီအထိတောက်တဲ့လိုက်ရှာတော်လဲအချိန်ကုန်၍လူပင်ပန်းုံသာရှိတော်မူအကြောင်းမိမိတို့ဤကုံဆုံးထားသော အချိန်များအတွက်ယခုငွေ2သိန်းရခြင်းသည် အရှုံးထဲမှအမျက်ဖြစ်ကြောင်းတပြားမှမရလျင် အိမ်ကိုပင်မျက်နာမပြဝန်ကြောင်းယခုမူအိမ်အပြန်မျက်နှာပန်းလာ၍တော်သေးเจ้าတို့ကို ပြောပြလေရာထိုအခါမှမြင့်သိင်းမျက်နာမှာအနှဲငယ်ကြည်ရွှင်၍လာတော့၏အိမ်ရောက်ပြီးမကြာမီဥကြော်ဆိုးသည်ငွေနှသိန်းယူဆောင်၍လိုက်ပါလာ၏ကျွန်ုပ်သည်ငွေနှသိန်းကိုယူဆောင်၍တောက်တဲ့ကြီးကိုအံ့နံလိုက်လေတော့သည်မြင့်သိန်းဟာတသိန်းပေးလိုက်ပြီးဇနီးတဲ့ခင်ဤလက်ထဲသို့ကြံတသိန်းကိုအံ့နံလိုက်ရ၏ ရွာသားများသည်ကိုနှန်းဝင်းကငွေအိတ်ကြီးဖြင့်တောက်တဲ့လာဝဲချင်းကို တွေ့မြင်ကြသည်ကတကြောင်။ကျွန်ုပ်ဤကြီးမာသောတောက်တဲ့ကြီးကို တွေ့မြင်ကြရသည်ကတကြောင်။ကိုနှန်းဝင်းကမွေးမြူရန် တောင်းဝဲချင်းဥကျော်စိုးကလူဝဲပြီးမွေးမြူချင်းစသည်တို့ကိုမြင်ရမြင်ကြရသောကြောင့်ညနေဆောင်တွင်ကျွန်ုပ်အိမ်သို့အရှိုရှိုလာရောက်ကြပြီလေ။တောက်တဲ့လူချင်းเจ้าကိုမှားချကြလေသည်ကျွန်ုပ်က အကောင်ကြီးကိုရနိုင်မည်မဟုတ်ပဲ30သား12ချက်သားခန့်ရှိအကောင်များကိုသာရရှိမည်အကြောင်း၎င်းအကောင်များကိုသာမွေးမြူလျင်မကြခင်ကြီးထွားလာမည်အကြောင်းများကို ပြောပြရလေသည်ထို့နောက်ကျွန်ုပ်သည်တကောင်လျင်တထောင်ချက်ဖြင့်ဈေးသက်မှတ်ရာတဦးလျင်အထီးအမတစုံမဆ၍လေးကောင်ငါးကောင်မှာယူကြလေရာကျွန်ုပ်တို့ဆရာတစ်ဘက်နှစ်ယောက်သည် အရှုံးထဲမှအမျက်ထွက်လေတော့ဤကျွန်ုပ်တို့သည် တရက်လျင်9កောင်9កောင်တခါတရံ10កောင်အထိဖန်စီရရှိလေရာလောကကြီးတွင်တောက်တဲ့လိုက်နေကြသောလူအပေါင်းတို့သည်သိန်း900သိန်း1000စသဖြင့်ပြောဆို၍ပြေးကြလွှားကြလိုက်ရှာကြဖြင့်လက်တွေ့ရောင်းချရသူကိုမတွေ့ရသည်ထောက်ခြင်းအဖြစ်ထိုလူများတဲ့တွင်ကျွန်ုပ်သည်မိုးရာသီတွင်ထွက်ပေါ်လာသောစနေသားတောက်တဲ့နှင့်ပတ်သက်၍လက်တွေ့ကြကြပတ်စံရရှိသော လူသားဖြစ်ပေတော့တည်းဟုတ်ကဲ့ပါအစုံဒီလိုက်လိုက်လဲအားပေးတဲ့နားစင်ပေးတဲ့ပိတ်တဲ့အရောက်တိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ